အေယာဝတီတိုင်းမှာ အခြားတိုင်းနဲ့ပြည်နယ်များသုံးကုန်စည်တည်ယူတင်ဆောင်ရမှာအသုံးပြုတဲ့ကုန်တင်ကားခစင်းတို့များမှာနဆကြောအထိမြင့်တက်လာမှုကြောင့်ကုန်တင်ကား၅ရက်အသုံးပြုနေသူများမှာအခက်အခဲများဖြစ်ပေါ်နေတယ်လို့ကုန်တယ်လုပ်ငန်းရှင်များထံမှသိရပါတယ်အေယာဝတီတိုင်းမှာရန်ကုန်နေပြည်တော်မန္တလေးစားတဲ့လမ်းကြောင်းများမှာရခင်ကားကဲတုံးကုန်တင်ကား၅ရန်စီနှုံများမှာတန်30ဆက်ကုန်တင်ကားတစ်စီးကိုငွေကျပ်၅သိန်းဝင်းကျင်တာရှိပြီးလက်ရှိမှာငွေကျပ်၁၂သိန်းကျော်အထိစီနှုံမြင့်တက်လာတယ်လို့သိရပါတယ်။ စက်တင်ဘာလဒုတိယအပတ်လောက်ကနေစတင်လာတော့ဒီတိုင်းစုံမလွဲဘူးအခုက ကုန်ပစ္စည်းဝယ်ဖို့တဲ့ပုံတင်ကငားရန်ခဖို့ကအရင်ရှာနေရတယ်ကုန်စည်နှုံးတွေထိုးကြနေလို့အယောင်းဝယ်လုပ်နေရတာကအဆင်မပြေဘူးအခုကားခါပါထက်တက်လာတော့ဒုက္ခအပူဆောင်ရသလိုဖြစ်သွားတယ်အရင်ကငားသိန်းကျော်ကျော်လောက်ပဲဈေးကရှိတာလို့အေယာဝတီတိုင်းမှာကုန်တဲ့တူကဆိုပါတယ် အဆိုပါကုန်တင်ကားခဈေးနှုန်းများမှာနစကြောအထိဈေးမြင့်တက်လာတဲ့အပြင် ရခင်ကတရက်လင်းနေပြည်တော်ရန်ကုန်မန္တလေးအေရဝတီတိုင်းအတော်ပြန်အနည်းဆုံး၃ခါအထိကုန်စီပို့ဆောင်တည်ယူရရှိတဲ့လမ်းကြောင်းမှာလုံခြုံစစ်ဆေးရေးနဲ့ဆက်သုံးစီဈေးနှုန်းများမြင့်တက်နေမှုကြောင့်တရက်လင်းတစ်ကြိမ်သာပြေးဆွဲနိုင်တယ်လို့သိရပါတယ်အခုလိုကုန်တင်ကားငားရန်ခတွေဈေးမြင့်တက်လာတာကတခြားမဟုတ်ဘူးစစ်စေးဂိတ်တွေမှာကြာမြင့်မှုတွေဂိတ်ကြီးပေးဆောင်ခါတွေမတည်ငြိမ်တဲ့73စီဈေးတွေကြောင့်မအလုံးလောက်ရတာကတရက်လေးမှအဆင်မပြေ ြေပါဘူးကျွန်တော်တို့မှပြောပြလို့ရတဲ့အခက်ခဲတွေရော ပြောပြလို့မရတဲ့အခက်ခဲတွေရောမနှဲရှိနေတယ်လို့ကုန်တင်ကအငားလိုက်နေတဲ့လုပ်ငန်းရှင်တို့ကဆိုပါတယ် အေယာဝတီတိုင်းမှာမန္တလေးတိုင်းရန်ကုန်တိုင်းနေပြည်တော်စားတဲ့ဒေသများတို့ကုန်တင်ကားများအုံပြူရင်စက်သွုံဖြူစက်သွုံနေအာလူပေရမျိုးမျိုးကုန်စိန်အမျိုးမျိုးအချားလူသုံးကုန်ပစ္စည်းများအပြင်စားတော့ကုန်များကုန်တီဇန်စပါငပီငချောက်များအပြင်ရေထွက်ကုန်များကိုအပြန်အလှန်တင်ပို့တဲယူကုန်စီကူးတန်းနေခြင်းဖြစ်တယ်လို့သိရပါတယ် ယခုလက်ရှိမှာရခိုင်ကအေယာဝတီတိုင်းနေပြည်တော်မန္တလေးကုန်တင်ကားများဟာညဘက်များမှာအငားလိုက်ပါမှုရှိတော့လေနိုင်ငံရေးအပြောင်းလဲများဖြစ်ပွားပြီးနောက်လုံခြုံရေးနဲ့အခြားခက်ခဲအမျိုးမျိုးတို့ကြောင့်ညဘက်အငားမလိုက်ရဲတဲ့အထိဖြစ်နေတယ်လို့ပြောပါရယ်